ဘာဆောက်နေရလဲအာဆင်နယ်ကိုချန်ပီယံလိဖလားချိုးပေးထားလိုက်တော့လက်ရှိမှာကမ္ဘာကောင်းဆုံးအသင်းဖြစ်နေပြီဖြစ်တဲ့အာဆင်နယ်အမော်ဝေစမ်းပြားတဲ့တော်ဝင်ကဏ္ဍတွေကတော့မော်တင်ကဏ္ဍမှာပေါ်တင်ရန်ကားကဆော်တင်လန်းသလားနေကြပြီဖြစ်ပါရင်ဟုတ်ပါရင်ပရီးမီယာလိမှာရှယ်ကျဲလို့တကယ်လန်းနေတဲ့အာဆင်နယ်အသင်းဟာအခုချန်ပီယံလိမှာလည်းတကယ်လှုပ်လို့ရှယ်ဖြုတ်ပြနေတာဖြစ်ပါရင်အာဆင်နယ်တို့တမိုင်းအဆက်ဆက်အတတီကိုမဲထွေးနဲ့တွေ့ဆုံခဲ့ရမှာတစ်ချိန်တစ်ခါမှအနိုင်ရရှိခဲ့ခြင်းမရှိပေမဲ့အခုတစ်ခါအနည်းပြအာရီတာလက်ထက်မှာတော့ အက်လက်တီကိုမက်ထရစ်အသင်းကိုအိမ်ခွင်းမှာခြေပြက်ဂိုးပြက်နဲ့အသာစီးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲအဆင့်ကဘရိုင်းနဲ့ဒုတိယပိုင်းနှစ်ပိုင်းခွဲပြောရမှာပါ။ဘရိုင်းမှာအာဆင်နယ်တင်းရဲ့တိုက်စစ်နဲ့အီဒီကိုတင်းရဲ့ခံစစ်အားပြိုင်မှုကိုမြင်တွေ့ခဲ့ရပြီးတော့တစ်ဖက်တစ်ဖက်ဂိုးမသွင်းနိုင်ဘဲနဲ့ဂိုးမရှိသေးရတဲ့နယ်ပြီးဆုံးခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းမှာတော့အက်လက်တီကိုမက်ထရစ်အသင်းရဲ့ခံစစ်ပိုင်းအားနည်းချက်တွေကိုရှာဖွေတွေ့ရှိရတဲ့အာဆင်နယ်အသင်းဟာဂိုးတွေစက်တိုက်သွင်းယူပြီးတော့ဂိုးပြက်နိုင်ပွဲတစ်ပွဲကိုဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ဝဲမတိုင်ခင်မှာအာဆင်နယ်တင်းဟောင်းဒီချန်ပီယံလိမှာလည်းပြိုင်ပွဲဆုံနှစ်ပွဲဆက်တိုက်အနိုင်ရရှိထားခဲ့ပြီးတော့ရာလုံးပြည့်အနိုင်နဲ့အတူအမပေးစရာအဆင့်ကားနေရာမှာရောက်ရှိနေခဲ့တာဖြစ်ပါတယ်အခုလိုမျိုးဒီလေးအဆင့်မှာခက်ခဲတဲ့ပြိုင်ပွဲတစ်ပတ်ဖြစ်တဲ့အက်လတီကိုမက်ထရစ်အသင်းကိုစောစီးစီးအနိုင်ယူခဲ့တာကအာဆင်နယ်အသင်းအတွက်တော့နောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက်အခွင့်အရေးကောင်းနေအများကြီးရှိသွားစေခဲ့လို့ပြောမှာဖြစ်ပါတယ်ဒီဝဲစင်မှာအာဆင်နယ်အသင်းတွေကဝမ်းသာစရာတစ်ခုဖြစ်ခဲ့ကတော့အသင်းရဲ့အဓိကတိုက်စစ်ကစားမှဖြစ်တဲ့ယောကရက်ဂိုဘောပြန်လေရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီးတော့ အကောင်းဆုံးကစားမှုရရှိခဲ့တာဖြစ်မယ်လို့ထင်ပါတယ်။အာဆင်နယ်တင်ရဒီပွဲစဉ်မှာ၄နှစ်တုန်းကစားခွင့်နဲ့ပဲပွဲထလာခဲ့ပြီးတော့အထောင်တိုင်းစစ်မှာရောကာရကိုထောင်ထားပြီးစာကာ EZ မာတင်နယ်တို့နဲ့တွဲပေးထားပါတယ်။ကိုယ်နဲ့မှာတော့ဇူမီမနီနဲ့ဒီကလာရိုက်တို့ပွဲထွက်လာပြီးတော့နောက်တန်းမှာတင်မစာလီပါဂါရီယန်နဲ့လူးဝစ်စကယ်လီတို့ခင်းချင်းသွားခဲ့တာပါ။အဲဒီကိုတင်ကတော့လေးလေးနဲ့ကစားခွင့်နဲ့ပွဲထွက်လာခဲ့ပြီးတော့ Everan, Solos, Gonzalez, Koki, Barres, Simeone တို့အစုအဖွဲ့နဲ့ပဲဒီအာဆင်နယ်ကိုရင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။အာဆင်နယ်နေနဲ့ဘရိုင်းမှာတင်မနဲ့စာကာရှိနေတဲ့ ညာဘက်ချမ်းခံစစ်ကိုအားပြုကစားခဲ့ပြီးတော့ကွင်းလယ်ကစူပီမာရီနဲ့အယ်စီတို့ကအဲ့ညာချောင်းအကောင်းဆုံးပံ့ပိုးပြီးကစားသွားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့ကတအုပ်ပြောခဲ့သလိုပဲအတလတကူမက်ထရီအသင်းရဲ့ခံစစ်ပိုင်းချစ်လက်မှုတွေကြောင့်အာဆင်နယ်အသင်းဟာအတွင်းကိုရရှိဖို့တော့ရုန်းကန်နေရဆဲဖြစ်ပါတယ်။အာဆင်နယ်နေ့နေပွဲအစ၄မိနစ်မှာတင်ဂိုရလူနီပါဖြစ်ခဲ့ပြီးတော့အေဒန်ထက်ကနေအယ်စီအကန်ချက်တိုင်ထိပြန်ထွက်လာခဲ့တာကိုဒီကတော့လည်းကပိတ်သွင်းခဲ့ပေမဲ့ဂိုဘားနဲ့မှကြော်လက်သွားခဲ့တာဖြစ်ပါတယ်။အဲ့နောက်ပွဲချင်း၄မိနစ်မှာဆိုရင်လည်းညာချမ်းကစာကားနဲ့တင်းမားရဲ့အတွဲအဆက်ကနေစာကားကန်ပြီးပြန်ထွက်လာတာဘောလုံးကို easy scale လေး low scale လေးလို့တောက်ဖက်ကန်ခဲ့မယ်ဖေးထွက်ခဲ့တာပါ။ပွဲရင်16မိနစ်မှာလည်း easy ရဲ့အကွက်မြင်တဲ့ touch ball ကိုစာကားလိုချွန်ထောင်းချက်ဖောက်ထွက်ပြီးကန်ခဲ့မယ်။ကိုသမားထွက်ဖို့ခဲ့တာကြောင့် Arsenal လို့ဥဆောင်ဝင်ရမယ့်အခွင့်အရေးနဲ့လွဲချော်ခဲ့တာဖြစ်ပါတယ်။ Brighton ဘက်လုံးမှာ Arsenal အသင်းဟာအကောင်းဆုံးတုံ့ပြန်ကစားသွားနိုင်ခဲ့တယ်လို့ဒီကူကလည်း Arsenal ခန်းစစ်ကြောင်းကိုထိုးဖောက်နိုင်ခြင်းတော့မရှိခဲ့ပါဘူး။အထူးအရမှာတော့ပွဲကအလှည့်ပြောင်းဖြစ်သွားခဲ့ပြီးတော့အာဆင်နယ်အသင်းဟာဒီကိုအသင်းရဲ့ခန်းစဉ်အားနည်းချက်တွေကိုကောင်းကောင်းကြီးထိုးနှက်သွားခဲ့တာဖြစ်ပါတယ်။ ဒီရပြန်အစားချိန်မှာနှစ်ပတ်စလုံးအပြန်လိုက်တိုင်းစစ်စင်ကစားပြီးတော့အာဆင်နယ်အသင်းကအုပ်ဆောင်ကိုဆက်ရခဲ့တာဖြစ်ပါတယ်။ဝယ်ချိန်58ရှစ်မိနစ်မှာအာဆင်နယ်အသင်းရဲ့ထုံးစံတိုင်းဆက်ဖီကနေသွင်းကိုဆက်ရခဲ့ပြီးတော့ဒီကလာရိုက်ကန်နေပြလိုက်တဲ့ဖရီကစ်ကိုဂါရီယယ်ကခေါင်းတိုက်သွားခဲ့တာဖြစ်ပါတယ်။ အဲ့တော့ ATGO အနေနဲ့လူစားလဲမှု၃ခုတပြိုင်တည်းလုပ်ခဲ့ပြီးတော့အဲ့ဒီလုပ်ခဲ့တာပဲ ATGO ရဲ့အမှားလို့ပြောရမှာဖြစ်ပါတယ်။အဲ့နောက်ပွဲချင်း64မိနစ်မှာတော့ scale ကတောက်လျှောက်ဆက်တက်လာမှုကိုဘယ်တော့မှရှိနေတဲ့ Martinelli ကိုပေး Martinelli အနေနဲ့အကောင်းဆုံးဆုံးသက်ပြီးတော့ Arsenal အသင်းနဲ့ဒုတိယဦးဆောင်ကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ်။အဲ့နောက် Arsenal အသင်းအတွက်ပွဲသိမ်းအနိုင်ကိုးတွေကိုတော့ပွဲချင်း68မိနစ်နဲ့ပွဲချင်းမိနစ်90မှာ၃မိနစ်တွင်ယူကရက်ကစတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။လေဝန်ဒီပြတ်သွားခဲ့ပြီးနောက် Arsenal အသင်းနဲ့အဓိကစာမတော်များများအနားပေးခဲ့ပြီးသွင်းကိုထပ်မံရရှိဖို့ကြိုးစားခဲ့တယ်လို့ဂိုးပြတ်မပေးရဖို့လည်းတင်းလုံးတက်တက်ကြကြကစားသွားခဲ့တာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ ာဆန်နယ်တင်းနေတဲ့ဒီရာဒီမှာပြိုင်ပွဲဆုံးဆက်နေပွဲကစားသွင်းကုန်25ကိုဘေးကို3ကုန်းဆိုတဲ့ကြောင်းမက်ဖွဲ့ကောင်းတဲ့ရလက်ကြီးကိုလက်ရှိချိန်မှာပိုင်ဆိုင်ထားပါတယ်ဒီတိုင်းဆိုရင်တော့အာဆန်နယ်တင်းကိုပရီးမီးယားလိဂ်ဖလားတွေမကပါဘူးချန်ပီယံလိဂ်ဖလားတွေကပေးရတော့မဲ့ပုံစံပါပဲ